ဆင်မဟာ MD 55မှာပါတယ် function လေးအရှုပ်ကိုကျွန်တော်ဒီမှာအမြောက်ကိုပြပါမယ်နော်အတူမှာဘာလေးပါလိုက်လဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ဟုတ်ပြီကျွန်တော်ဒီမှာမီလေးခုံသွားပေးပါလိမ့်မယ်အဲဆိုကျွန်တော်နှုတ်ပြပါမယ်နော်အဲ့တော့ဒီမှာကျွန်တော်ဒီပါတစ်ချက်ပို့ပြမယ်ဒီနားမှာကျွန်တော် PVA ဆိုတဲ့ silent link ပို့လာမယ်နောက်ဒီမီလေးခုံလာမယ်အဲ့ဒါနှစ်ခုဒီမှာရှင်းပြပေးပါမယ်နော် Okay RPM 9000ရောက်ပြီဆိုတော့ねဒီမှာ PVA ဆိုတဲ့ silent link ပို့လာတာဖြစ်ပါတယ်နော် โอเคကျွန်တော်အဲ့ဒါခု VPU ဆိုတဲ့စာတန်းလေးပို့လာကြအောင်အရင်ရှင်းပြပါမယ် VPU ဆိုတာကျွန်တော်တို့ကအဲဘာစနစ်တခုကိုတို့ကကျွန်တော် RPM 9000အထက်မှာထပ်ပွင့်မှုလုပ်ထားပေးတာဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်ဘာလေးချောင်းပါဖြစ်ပါတယ်ကျွန်တော်အင်္ဂလိပ်လိုခေါ်ရီအရန်ကြီးပြောမနေတော့ဘူးလွယ်လွယ်လေးနားလည်အောင်ပြောလိုက်ပါမယ်ဒီမှာဘာလေးချောင်းပါတယ်အင်လက်ဘာ2ချောင်းအိဇောဘာ2ချောင်းပေါ့နော်အဲ့ဒါအောင်မှာကျွန်တော်ကအခု RPM အနေနဲ့မှာဆိုရင်ကျွန်တော်အင်လက်ဘာ2ချောင်းနဲ့အိဇောဘာ2ချောင်းပဲပွင့်ပြီးတော့အလုပ်လုပ်နေပါတယ် ဒါကြောင့်မဒီဇိုင်းမှာခဏထူးကြတာကကျွန်တော်စီပန်ပရက်ရှာအရန်နှဲနေသည့်တောင်မရှိသည့်တောင်စီပန်ပရက်ရှာမရှိဘူးနော်စီလာတော့လာတယ်ပရက်ရှာလုံးဝမရှိသည့်တောင်ဆက်နိုးပါသေးတယ်အဲ့ဒါကခဏဘီဘီပါတဲ့အဲဘာတစ်ချောင်းမဲ့ပွင့်နေအားသာချက်ပြောရမှာပေါ့နော်ဒါပေမဲ့အခုနောက်ထပ်ကျွန်တော်ဘာနှစ်ချောင်းကပဲချိန်မှာထပ်ပွင့်မလဲဆိုတော့ခဏ RPM 5000နော်ဒီမှာကြံကြည့်မယ် ီအာဘီယန်ခရိုနောင်ကျော်နဲ့ဘူဘီပြွင့်လာပါတယ်အဲ့အချိန်မှာဘာပြွင့်လာလဲဆိုတော့အာဘီယန်ခရိုနောင်အထက်ရောက်ပြီဆိုတာနဲ့ကျွန်တော် ECU ကနေပြီးတော့နောက်ထပ်ဘာနှချောင်းကိုကျွန်တော်ထပ်ပြီးတော့အလုပ်လုပ်ခိုင်းလိုက်ပါတယ်အဲ့အချိန်မှာကျွန်တော်ကအင်ဂျင်ပေါက်ကပို့ပြီးတော့ထွက်လာပါတယ်အဲ့တော့သူကစမ်းဆောင်ရအပြည့် highway ဈေးမြေဆိုရင်လည်း power pool တိုးတယ်မျိုးရင်းဈေးမြေဆိုလည်းငင်းငင်းညောင်းနဲ့စီစားတက်တာတယ်ကျွန်တော်ခုနစီပန်းပြေချာနည်းနည်းတော့နှုတ်လို့ရနိုင်ပါတယ်เนาะနောက်ဒီမီလေးကြောင့်ထပ်ပြီးရှင်းပြပါမယ်အော်ဒီမီလေးကကျွန်တော်ဒီမှာဘလောက်မှလေးနဲ့ကြည့်အောင် โอเคဒီမီလီကတော့ကျွန်တော်တို့ဒါ RPM မီလို့ခေါ်ပါတယ် RPM ကျွန်တော်1000ရောက်တဲ့ချိန်မှာသူကမီလင်းလာပါတယ်အဲ့တော့သူကပြောချင်တာ RPM 1000ထိပဲသူတို့ဟိုခဲပါဆိုပြီးဒါ RPM 1000အထက်ကိုဒါမဖြည့်ခိုင်းတဲ့ဘောပေါ့နော်ဒါပေမဲ့သူ့ရဲ့တက်မှတ်ကလည်းကျွန်တော်ဒီမှာ RPM 1000ပါရာ1000 1300တောင်နေပြတာဒါပေမဲ့1000အထက်ကိုမရောက်ပါဘူးကျွန်တော်လီဘာထက်ပြင်ပြမယ်ဒါကကျွန်တော်အမေရိကန်ဆိုတော့လီဘာကိုသူကအရင်ကြီး ABN အမြင့်ကြီးမဖျဲဖို့သူကတတ်မှတ်ထားတဲ့ပုံပေါ့ဒီမီလေးလင်းရင်တော်ပြီပေါ့အဲ့အထက်မဖျဲစေချင်ဘူးပေါ့နော်အဲ့တော့ဒါလေးကျွန်တော်ထပ်ပြီးဒီဘာဆက်ပြပြမယ် โอเคအဲ့မှာဆိုမြင်ပါပါเนาะ RPM 1000ကျော်လာတာနဲ့ကျွန်တော်ကအင်ဂျင်ကထက်ပြီးတော့ဒီပါမတက်တာတော့ပါဘူးအဲ့လောက်မှာပဲ easy ကနေ RPM ကိုဖြတ်ချထားတာပေါ့เนาะအဲ့တော့ဒီကောင်းဒီမှာကျွန်တော်အဲလူငယ်အများစုတော့ကျွန်တော်လီပါပုတ်ကြတာကြက်ကြတယ်အဲ့တော့ဟိုက RPM အရင်များရင်အင်ဂျင်တွေအနေရရှိတဲ့အတွက် RPM ကိုကျွန်တော်ကသူ RPM 1000မှာအချက်မီးလင်းလာပြီးတယ် RPM 1000အကျော်မခံဘူးသူက easy ကဖြတ်ထားတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီ Yamaha MD စကားမှာပါတယ် VVA နဲ့ကျွန်တော်ဒီအင်ဂျင် RPM ချက်မီးလေးကြောင်းကို message ညီကိုများတယ်မျှဝေပေးလိုက်ပါเนาะ VVA ကတော့ကျွန်တော်တို့ဒါ တချို့အဲစူပါဖိုးတွေမှာတော့ဗီတက်လို့လည်းခေါ်တယ်เนาะဘားတွေကိုတဝက်လုတ်လို့တယ်နောက်တစ်ဝက်ကိုတော့သူကအင်ဂျင်အပီယံမြင့်မှလာနေအလုတ်လုတ်ပေးတယ်သူမှာတော့ EFI မဟုတ်ပေမဲ့သူကအဲအဲ့ဒါဟာပါပါတယ်เนาะ CDI နေပြီးတော့ကျွန်တော်တို့အလုတ်လုတ်ပေးတာဒါပေမဲ့ကျွန်မဒီ MD 15မှာပါတဲ့ VV လုတ်လုတ်ပုံနဲ့အဲစူပါဖိုးမှာပါတဲ့လုတ်လုတ်ပုံကအနေငယ်တော့ကွဲပြားပါတယ်စူပါမိုးမှာပါတဲ့အလုတ်လုတ်ပုံကကျွန်တော်တို့ Inyo PR နဲ့လုတ်လုတ်တာအဲဒီကောက်မှာတော့ကျွန်တော် ECU ကနေပြီးတော့ solo နဲ့ခိုင်းစီတာဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေညီကိုများတို့ဒီနေ့ကျွန်တော်မျှဝေမှုလေးကနေပြီးတော့ဒီမှာအကျိုး အကြောင်းအရာနှစ်ခုကိုမျှဝေပေးလိုက်ပါနော်အားလုံးပဲအတွေ့အကြုံမှုစုရရမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ